အာကိုရင်လေးရာပါတိုင်းတော့လည်းမသိဘူးဘာမှတိုင်းတာနော်အာကိုရင်လေးပြင်ပြနေမယ်ဘယ်လိုခေါ်လဲအဲယောကယောချောင်းစုပ်ဘာလဲဩဖျားသုံးစုဖျားသုံးစုချောင်းစုပ်မှာနေပါတယ်တဲ့ကိုရင်လေးရာအခုကိုရင် ဟိုလာဖြေတဲ့အတန်းကပါအတန်းလဲခွင်ဟမ်အော်ပထမဆင့်အတန်းဝင်ရောက်ပြန်ဆိုပါတယ်။ကိုရင်လေးကကိုရင်ဝုဒာဘယ်နှစ်ရှိပြီလဲ။ဘယ်နှစ်လဲ။၃နှစ်။အော်ကိုရင်ဝုဒာက၃နှစ်ရှိသွားပြီ။ကိုရင်ငငယ်တော့ဆိုလို့ရှိရင်ဟိုအခြေခံပညာမူလဓာတ်ကျောင်းတော့ပါတယ်တဲ့လား။ဒါမှမဟုတ်ဘိုးကြီးကျောင်းမှာပဲစတဲ့နာ။ဟမ်။ဟမ်။အော်ဘယ်နှစ်တန်းလဲကိုရင် 6တန်းထိဩ6တန်းထိပြင်ညာတင်ကြပြီးတော့မှနောက်မှဟိုကိုရင်ဝုတ်လိုက်တာဗောဟုတ်လားဩကိုရင်ဝုတ်လိုက်တဲ့အခါကျတော့ကိုရင်အဖေမရှိသလားတခါကြီးတယ်တခါမှကြီးတယ်ဝင်မတော်မှမင်းရောက်ရှိတယ်ဟုတ်ရရှိတယ်ကိုရင်အထွေးစိုးလားအငယ်စိုးလားအကြီးစိုးလားဩအကြီးဆုံးဖြစ်တယ်ဩဟုတ်ပြီအဲဒါလို့ရှိရင်ကိုရင်ဒီလူမျိုးသမလေးကျော်စာမေးပွဲတွေကြွားရောက်ပြီးတော့လိုက်ဖြည့်တာပဲနဲ့ပွဲရှိပြီလေဗောဒါဘယ်တော့မှဥတ်တော့ပွဲလား ဒါနဲ့ဆိုရင်ဖြစ်ွက်ရှိသွားပြီး။ဩအခြား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 သောပွဲတွေမှာဆိုလို့ရှိရင်ဘယ်မြို့တွေကကျင်းပတယ်ဟိုတာမလေးကျော်ဆိုင်ပွဲလဲနည်းနည်းတော့ဟိုဟိုဟိုမိတ်ကြပေးလို့ပြောပြပေးလို့ရမလား။ဒီကဘောတောင်ဒီမှာ အားလုံးစုပေါင်းတူကြပါဆိုလို့ရှင်ရှိခုရှိသွားပြီနော်ဟုတ်ပြီဩဒါဆိုလို့ရှင်ဆိုင်ပွဲလဲရှိခုကြွားရောက်ပြီးတော့အနေနဲ့ရကြွားပြီးတော့ဆိုင်ပွဲတွေကိုတွားရောက်ပြီးတော့ဖြည့်စုတာပေါ့နော်အမ်ဒီအာအဲ့လိုမျိုးဆိုင်ပွဲတွေအောင်တော့ကွင်းအော်အဖေမေတွေကပုံဆက်တာတို့ပါတို့အဖေမေကိုပြောလိုက်တယ်ပေါ့နော်တက္ကသိုလ်တက္ကမကြီးတို့အမှတက္ကမကြီးတို့တက္ကသိုလ်တို့မသိဘူးလားပေါ့နော်သိတဲ့အခါကျတော့တို့ကပျော်လာကွင် ပြောလားဒါကိုင်းစီလာမလဲဟုတ်လားတခါကြီးတခါမကြီးလေဩတိုင်းမှာလို့လို့လေโอเคအခုမှဆိုလို့ရှင်လဲအခုအာကိုရင်ခုနကဘက်ကကိုရင်ညာနေတရာเนาะကိုရင်ကိုရင်ညာနေတရာဟောတခါကြီးနဲ့တခါမကြီးတို့အခုမင်းမင်းတို့ဟာဟိုထိုင်းနိုင်ငံနဲ့ရှိတယ်ဆိုတော့အခုလို့တခါမကြီးတို့ ဟိုသားကိုရင်နေနဲ့ခုမျိုးစကားပြောတာကိုခုမြင်နေရတဲ့တွဲဒကာကြီးတို့ဒကာမကြီးတို့လည်းဝမ်းသာအများကြီးဝမ်းသာလိမ့်မယ်လို့ဦးစင်းကမျှော်လင့်ပါတယ်အဲဒါကြောင့်မလို့ဟိုဒီလာရောက်ကြတဲ့ဟိုဒကာဒကာမတွေရောဘောအပေါ်မှာပေါ့နော်အရှင်ဘုရားအကိုရင်အနေနဲ့ကဘလို့မြင်လဲပေါ့နော်ဒီလိုမျိုးတက္ကမကြီးတွေတပ်ဖို့ ဟိုတောင်းရိုက်ပြီးတော့အတူတူတွဲရတာတို့ဘာတို့အဲ့ဒါမှကိုရင်အနေနဲ့ပြောလားမပြောဘူးလားပေါ့ပြောတယ်နော်ဓာတ်ပုံရတဲ့အဆင်ပြေတာပေါ့နော်ဒါဆိုလို့ရှိရင်ကိုရင်ရှစ်ဆက်ဟိုကိုရင်အနေနဲ့စဉ်းစားတာပေါ့လေနော်စဉ်းစားရတာရှစ်ဆက်ဆိုင်ပွဲဆက်ဖြည့်ဖို့အစီအစဉ်များဘယ်လိုပလန်နေလူစီစဉ်နေချရတာရှိလားပေါ့နော်ဒီဇိုင်းမပြင်းပြီးပြီ ။အော်ဆိုင်ဘတ်ပြီးရင်ပြီးပြီဆိုတော့ဟိုပါဠိကနာဆိုင်ဘတ်တို့ဟိုစဆိုင်ဘတ်တို့မဖြေတော့ဘူး။ဖြေတယ်။ပထမပြန်ပြရမယ်။ပထမပြန်ပြရမယ်အတန်း။မလာတယ်။ရှင်ပြမလာတယ်။ Okay အခုကပြင်စင်သားကုန်ပြီပေါ့နော်။အေးဒါဆိုလို့ရှိရင်ဟိုးအဝေးမှာရှိနေတဲ့တက္ကະတက္ကမတွေရောတငယ်ချင်းတွေရောပါများပြောစရာများရှိလားဘောတော့ပြောစရာများရှိရင်လည်းပဲတလုံးဟိုနည်းနည်းပါးပါးတိုက်တွန်းပြောပြလိုက်ပါဦး။ပြောပါ ပြောမတတ်ဘူးအေးပြောမတတ်ဟဟုတ်ကဲ့ဟာအဲ့ဒါတော့ကိုရင်ဟိုညာနေတရဟာနော်ကိုရင်ညာနေတရဟာဒီမှာသူတို့ရှင်ဒီနေ့မှာသူတို့ဟိုသာသနာမှာမကသာသနာလင်္ကာရတာမဏိကျော်စာမင်းပွဲကိုလေဒီနေ့ဒီလိုမျိုးကျင်းပတာဟာသူတို့ရှင်ပြောမယ်သူတို့ရှင်ဒီကိုငယ်ဒီကိုရင်ကတော့အငယ်ဆုံးအထွေးဆုံးလေးလို့ပြောရမှာပေါ့နော်ဒါပေမဲ့သူကလည်းဇိုင်ပွဲတွေက၈ပွဲလောက်ကြွားရောက်ပြီးတော့ ဟိုကြည်စုတော်မူခဲ့တဲ့အရှင်မြတ်ဖြစ်ပါတယ်။ဒါကြောင့်ပြောချင်တာကပြောချင်တာကဟိုပြည်စည်းလေးဖျားတဲ့ကဒိဋ္ဌိကမများအပေါင်းသူတော်ကောင်းတို့ယခုလိုမျိုးသာသနာတော်မြတ်ရဲ့ပြည့်တိသာသနာကိုထောက်ပံ့ချီးမြှင့်ကြတဲ့ဝိဇ္ဇတို့တဲ့ကဒိဋ္ဌိကမများတို့အားလုံးပေါ့နော်ဒီလိုမျိုးကိုင်ငယ်လေးဒီစာကျိုးစားတဲ့အပိုင်းကိုဝိုင်းဝန်းပြီးတော့ကုညီထောက်ပံ့ပြီးတော့အားပေးအားမြောက်အားရှိသွားအောင်ဆက်လက်ပြီးတော့ဟို ပစ္စည်းလေးပါတဲ့ကအဖြစ်ဝိုင်းဝန်းပြီးတော့ကုညပတ်ဖို့နိုင်ပါစေလို့ပြော